သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ဂျွန်လ17ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာ။ပထမအဦးဆုံးတင်ဆက်ပေးချင်တာကတော့မူဆယ်105မိုင်မှာမြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲ့ကဇူလိုင်လ1ရက်နေ့မှာစတင်၍အခွန်ကောက်ခံမှာဖြစ်ပြီးကုမ္ပဏီများ၊ကုန်တင်ရင်များတရားဝင်မှတ်ပုံတင်အခွန်ဆောင်ရန်အတိပေးကြေညာခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမူဆက်105မိုင်မှာမြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲ့ကတရားဝင်အခွန်ကောက်ခံမဲလို့အတိပေးကြေညာထားကြောင်းမူဆက်အခြေစိုက်နေဆက်ကုံတဲ့တချို့ကပြောဆိုပါတယ်။လာမယ့်ဇူလိုင်လ၁ရက်နေ့မှာစတင်ပြီးမူဆက်105မိုင်ကျင်းစန်းကျော်ဂိတ်မှာမဟာမိတ်ညီနောင်၃ဘွဲ့ရဲ့အကောက်ခွန်ဌာနကကုံတွယ်မှုအသွင်းအထုတ် duty ဆောင်နှုတ်များကိုစီမံခန့်ခွဲမှာဖြစ်ပြီးကျင်းတာကုံစီပို့ဆောင်ရေးဌာနကအဆိုပါလုပ်ငန်းများကိုစီမံခန့်ခွဲမှာဖြစ်ကြောင်းသိရှိရပါတယ်။ ထို့ကြောင့်တရုတ်မြန်မာနယ်စပ်ဂိတ်ပေါက်များပုံမဖွင့်လှစ်လာတာနဲ့အမျှကုန်ကားများအဝင်ထွက်များလာခြင်းကြောင့်အွန်လိုင်းကုန်သွယ်မှုအခွန်ဆောင်တင်ပြခြင်းစနစ်နဲ့ရေမတ်ပုံတင်ခြင်းစနစ်များကိုအဆင့်မြင့်တယ်မှာဖြစ်ကြောင်းသိရှိရပါတယ်။ထို့ကြောင့်နယ်စပ်ကုန်သည်များ၊ duty ဆောင်ကုမ္ပဏီများကုန်ကားများအခွန်ဆောင်မှုပြုလုပ်နိုင်ရန်အတွက်ဇွန်လ၁ရက်နေ့မတိုင်မီမဟာမိတ်ညီနောင်၃ဘွဲ့ရဲ့အောက်ခွန်ဌာနလက်အောက်ခံကျင်းတာကုန်စည်ပို့ဆောင်ရေးဌာနမှကုမ္ပဏီမတ်ပုံတင်ခြင်းနဲ့ရေမတ်ပုံတင်ခြင်းများကိုပြည်စည်းအောင်လှုပ်ဆောင်ရန်လိုအပ်ကြောင်း ကိုယ်တိုင်ကြိုတင်အခွန်အကောက်ဖွင့်ခြင်းရင်အဝင်ထွက်ကြိုတင်မှတ်ပုံတင်ခြင်းနဲ့ကပ်ပြားများထုတ်ပေးခြင်းများကိုမဟာမိတ်ညီနောင်၃ဘွဲ့ရဲ့အကောက်ခွန်ဌာနကလှုပ်ဆောင်မှာဖြစ်ကြောင်းသိရှိရပါတယ်။ဇူလိုင်လ၁ရက်နေ့နေဆက်ကုံတော်ရေးမစတင်ပြီးမှတ်ပုံတင်ခြင်းများဆောင်ရွက်ရမှာဖြစ်ပြီးဇူလိုင်လ၁ရက်နေ့နောက်ပိုင်းအွန်လိုင်းစနစ်နဲ့အခွန်ဆောင်ရွက်တင်ပြရန်လိုအပ်ကြောင်းလုပ်ငန်းများအခွန်ဆောင်သည့်အချိန်နှောင့်နှေးကြံ့ကြာမှုမဖြစ်စေရန်စာရွက်စာတမ်းအထောက်အထားများကိုအမြန်ဆုံးပြင်ဆင်ထားရန်မြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲ့ကမိုးစစ်တရ၅မိုင်ကျင်းစန်းကျော်ဂိတ်မှတရားဝင်ကြေညာထားပါသည်။ စာအတော်အလာအရတော့တရုတ်နဲ့စက္ကဆဘက်ကကျင်းစန်းကျော်ဂိတ်ကိုညီနောင်သုံးဘွဲ့ကိုပေးလိုက်တဲ့သဘောလို့ယူဆရတယ်စက္ကဆဂိတ်တွေလည်းရှိမဲ့သဘောပဲကိုဂိတ်နဲ့ကိုအခွန်ကောက်ကြမယ်လို့ထင်ပါတယ်မူဆစ်တရား9မိုင်ကုံတော်ကြီးဇုံကမြောက်ပိုင်းမဟာမိတ်အဖွဲ့ကတင်ထားတာလို့မူဆင်မြို့မှာနေဆက်ကုံတဲ့တူကဆိုပါတယ် အကြံဖတ်စစ်ကောင်စီကတရုတ်ရဲ့ဂျာဝင်စစ်ဆင်မှုနဲ့လာရှုကိုပြန်လည်ရရှိပြီးနောက်တရုတ်မြန်မာနယ်စပ်ကုံတွယ်ရေးပြန်လည်စတင်ရင်ကျိုးပန်းလာရမှာယခုနောက်ဆုံးမြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲကမူဆယ်၁၅မိုင်မှာတရုတ်ဝင်အခွန်ကောက်ခံမှာဖြစ်ကြောင်းကြေညာလာခြင်းဖြစ်ပါတယ်၂၀၂၃ခုနှစ်ဒီဇင်ဘာလ၁၈ရက်နေ့မှာမူဆယ်၁၅မိုင်ကုံတွယ်ရေးဇုံကိုမြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲရဲ့လက်အောက်ကိုအပြည့်အဝမဟုတ်သည့်တိုင်အတိုင်းအတာတစ်ခုထိထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်းညီနောင်မဟာမိတ်၃ဘွဲကတရုတ်ဝင်ကြေညာခဲ့ပါတယ် ဆက်လက်ပြီးတင်ဆက်ပေးချင်တာကတော့ပလဲမြို့နယ်မှာ PLA ကပစ်ချလိုက်တဲ့တိုက်လေရင်မှလေရင်မှုတေဆုံးကြောင်းအတိပြုတ်လိုက်ပြီးလေရင်ပြတ်ကျတဲ့နေရာမှာရုပ်အလောင်း၄ခုရရှိထားကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းပလဲမြို့နယ်မှာပြည်သူလွတ်မြောက်ရေးတပ်မတော် PLA ကပစ်ချလိုက်တဲ့တိုက်လေရင်မှလေရင်မှုတေဆုံးသွားကြောင်းအတိပြုတ်လိုက်ပြီးလေရင်ပြတ်ကျတဲ့နေရာမှာရုပ်အလောင်း၄ခုရရှိထားကြောင်းပြည်သူလွတ်မြောက်ရေးတပ်မတော် PLA မှတရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူရဲဘော်နီနီကျော်ကပြောဆိုပါတယ်။ ယမန်နေ့ဇွန်လ10ရက်နေ့မွန်းလယ်12:15မိနစ်အချိန်စကိုင်းတိုင်းပလဲမြို့နယ်ကန်တောင်စကန်သိတိုက်ပွဲအတွင်းပြည်သူ့လက်မျိုးရေးတပ်မတော် PLA ကတိုက်လေရင်ကိုပစ်ချနိုင်ခဲ့ကြောင်းရင်းလေရင်မှာစပားစီကြေးရော့အတွင်းကိုပြတ်ကျသွားခဲ့ပြီးတိုက်လေရင်မှုတအုပ်မတာပေါ်တိတ်ဆုံးသွားတာကိုအတိပြုနိုင်ကြောင်းသိရှိရပါတယ်တိုက်လေရင်ပြတ်ကျရာနေရာမှာရှိတဲ့အိမ်တလုံးထဲမှာတော့ရုပ်အလောင်း၃လောင်းနဲ့ခြံဝန်းထဲမှာရုပ်အလောင်း၁လောင်းစုစုပေါင်းရုပ်အလောင်း၃ခုကိုတွေ့ရှိရပြီး အချို့ရုပ်အလောင်းများမှာလုံးဝမီးကျွမ်းထားပြီးအချို့မှာမီးဆက်မလောင်ပဲရှိနေကြောင်းရုပ်အလောင်းများမှာမီးကျွမ်းထားကြောင်းသိရှိရပါတယ်။အလောင်းလေးလောင်းတော့တွေ့တယ်။အကုန်လုံးကမီးလောင်ကျွမ်းပျက်စီးနေတဲ့အတွက်ကြောင့်လေရင်မှုအလောင်းလားလေရင်ပြက်ကျတဲ့အရက်သားနေအိမ်ပေါ်ကပြည်သူတွေရဲ့အလောင်းလားတော့ခွဲခြားလို့မရသေးဘူး။အလောင်းလေးလောင်းတွေ့တာတော့အတိပြုတ်လို့ရပါတယ်လို့ပြည်သူလွတ်မြောက်ရေးတက်မတော့ PL မှတည်င်းနဲ့ပြန်ကြရေးတာဝန်ရှိသူရဲဘော်နီနီကျော်ကပြောကြပါတယ်။ပြက်ကြမီးလောင်ကျွမ်းသွားတဲ့တိုက်လေရင်အမျိုးအစားကိုလည်းအတီးပြုတ်နိုင်ရင် PLA ကဆက်လက်စ조사နေစေဖြစ်ပြီ ပလဲမြို့နယ်ကန်တောင်ရွာမှာရှိတဲ့အကြံဖတ်စစ်ကောင်စီတပ်စခန်းကိုလည်းဆက်လက်၍ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းသိရှိရပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးချင်တာကတော့မဘာသာများရဲ့တောင်းဆိုမှုကြောင့်မင်းအောင်လှိုင်ကဘုံကြီးကျောင်းများအထွတ်လိုင်စင်မဲ့ကားများကိုမြို့နယ်တန်ခါနာယကအဖွဲ့ရဲ့ထောက်ခံချက်နဲ့ပြန်လည်စီးနင်းခွင့်ပြုလိုက်ကြောင်းတင်ဆက်ပေးပါမယ်အကြံဖတ်စစ်ကောင်စီက ဘုံကြီးကျောင်းနဲ့တန်ကားတော်များအတွက်လိုင်စင်မဲ့ကားများကိုမြို့နယ်တန်ကားနာယကအဖွဲ့ရဲ့ထောက်ခံချက်နဲ့ပြန်လည်စီးနင်းခွင့်ပြုလိုက်ပြီးဖြစ်ကြောင်းရန်ကုန်နဲ့မန္တလေးတိုင်းမှာရှိတဲ့တိုက်အုပ်စရာတော်တချို့ကပြောဆိုပါတယ်။ဇွန်လ၁ရက်နေ့မှာစတင်၍အကြမ်းဖက်စစ်ကောင်စီကတနိုင်ငံလုံးမှာလိုင်စင်မဲ့ကားနဲ့စိုက်ကယ်များကိုဖမ်းဆီးခဲ့ကြောင်းဘုံကြီးကျောင်းများနဲ့စာတင်တိုက်များမှာတာသနာအမိတက်ထားတဲ့လိုင်စင်မဲ့ကားများကိုအရှိန်အဟုန်ဖြင့်ဖမ်းဆီးခဲ့ကြောင်း တို့ရမအမျိုးပါတာတတနာစောင့်ရှောက်ရေးအဖွဲ့မှဘုံကြီးများကစစ်ခေါင်းဆောင်မင်းအွန်လိုင်းစီကိုအတနာခန်းစာတင်ပြကြရမှာတက်ဆိုင်ရာမြို့နယ်တန်ကနာယကအဖွဲ့များရဲ့ထောက်ခံချက်နဲ့လိုင်စင်မဲ့ကားများကိုပြန်လည်စီးနင်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။တာဒနာအမတ်တစိမ့်မှာမြို့နယ်တန်ကနာယကအဖွဲ့ထောက်ခံချက်ပါရမယ်။ကျောင်းတိုက်နဲ့စာတင်တိုက်တွေမှာတကယ်တန်ကားတော်တွေစီးနင်းနေတာဖြစ်ရမယ်။တာဒနာကိစ္စအတွက်အသုံးပြုတာမျိုးဆိုရင်မဖမ်းတော့ဘူး။မြို့နယ်တန်ကနာယကအဖွဲ့တွေကလည်းကျောင်းတိုက်တွေနဲ့စာတင်တိုက်တွေအတွက် ကားတွေကိုထောက်ကန်ချက်လာလုပ်လို့ရတယ်ဆိုပြီးမြို့နယ်တန်ကနာယကအဖွဲ့ကတရားဝင်ကြေညာနေပါပြီလို့မန္တလေးတိုင်းမတရားမြို့နယ်မှာတိုက်အုပ်ကြောင်းနိုင်ဆရာတော်တပါးကမိန့်ကြပါတယ်မြို့နယ်တန်ကနာယကအဖွဲ့များကလည်းသာသနာအတွက်အမှန်တကယ်အသုံးပြုနေတဲ့ကားများကိုထောက်ကန်ချက်ထုတ်ပေးရမှာတေချာစွာမှတ်ပုံတင်ထားပြီးမြို့နယ်ရဲတပ်ဖွဲ့ထွေအုပ်နဲ့နေမြေခံတပ်နယ်မှုများထံကိုထောက်ကန်ချက်ထုတ်ပေးထားတဲ့သာသနာကားစည်းရင်းကိုပြပို့ထားရကြောင်းသိရှိရပါတယ် တာဒနာကားပေမဲ့မြို့နယ်တန်ကနာယကအဖွဲ့ကထောက်ခံချက်လဲပါရမယ်။ရင်ထိန်နေမီကန်တက်နဲ့ရဲစီမှလည်းစရင်ရှိတာမျိုးဖြစ်မှာမဖမ်းပါပါ။နေကျော်တော့လောလောဆယ်မသွားပါနဲ့အောင်။စီမံချက်ပြီးရင်တော့နေကျော်လဲကြွလို့ရတယ်ပြောတယ်။အခုကဝါရင်းကာလာကြီးကလည်းလာတော့မှမို့လို့နေကျော်တော့ကြွလို့လည်းမသိမ့်သေးဘူးလို့မတရားမြို့နယ်မှတိုက်အုပ်ကြောင်းနိုင်ဆရာတော်ကမိန့်ဆိုပါတယ်။ ဒါအပြင်မပါသားနဲ့အမျိုးသားရေးအစွန်းရောက်ဘုံကြီးများကလည်း၎င်းတို့စီးနှင်းနေတဲ့လိုင်စင်ကားများစီးနှင်းလျင်ဖမ်းဆီးမှုမရှိစေရအတွက်တပ်ဆိုင်ရာတပ်နယ်မှုများရဲ့ထောက်ခံချက်လက်မှတ်များမှရယူထားကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးတင်ဆက်ပေးကြတာကတော့ပလင်းမြို့နယ်ကန်တောက်ရဲစခန်းသိမ်းတိုက်ပွဲပြင်းထန်နေစခန်းပိတ်ဆို့ထားနိုင်ပြီလို့ PLA ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းပလင်းမြို့နယ်ကစစ်ကောင်စီတပ်အခိုင်မာတပ်ဆွဲထားတဲ့ကန်တောင်ကြီးရွာကရဲစခန်းကိုတော်လန်ရေးတပ်ဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့ထားနိုင်ပြီးတိုက်ပွဲလည်းဆက်ဖြစ်နေတယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။တိုက်ပွဲဖြစ်နေတဲ့ကန်တောင်စကန်ဟာပလင်းမြို့ကနေမကွေးတိုင်းကန်ကောမြို့ကိုသွားတဲ့လမ်းပိုင်းပေါ်မှာတည်ရှိပြီးပလင်းမြို့နယ်၁၄မိုင်ကွာဝေးပါတယ်။အဲ့ဒီကြေးရွာကနေမြေကန်ရဲစခန်းကိုစစ်ကောင်စီကတက်ဆွဲပြီးအခိုင်အမာပြုတ်လုပ်ထားတဲ့စခန်းဖြစ်ကအင်အားတရာခန့်ရှိတယ်လို့ PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ အဲ့ဒီစကန်းကို PLA ဦးဆောင်ပြီးအချားတော်လန်ရေးတက်ဖွဲ့တွေနဲ့ပြီးခဲ့တဲ့ဇွန်လ၂ရက်နေ့ကတည်းကစီနင်းတိုက်ခိုက်နေတယ်လို့ပြောပါတယ်။အခုတော့စကန်းကိုဝိုင်းပတ်ပိတ်ဆို့ထားပြီးရစကန်းဆိုပေမဲ့သူတို့တွေကအင်အားထပ်ဖြည့်နေတာရောကတို့ချင်းတွေကအစတက်ပုံစံနဲ့အခိုင်အမာလှုပ်ထားတဲ့စကန်းဖြစ်နေတယ်လို့ PLA ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။အဲ့ဒီစကန်းကိုစစ်ကောင်စီကပြူစော့တီအားကောင်းရာအင်မတီကြေးရွာကနေတဆင့်အင်အားတွေဖြည့်တင်းပို့နေတယ်လို့လဲ PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ လေရင်နဲ့အင်မတီကိုလာချတယ်။အင်မတီကနေစစ်ကြောင်းထိုးပြီးအင်အားတိုးနေတာလို့၎င်းကဆက်လက်ပြောဆိုပါတယ်။ယမန်နေ့ဇွန်လ7ရက်နေ့ကလည်း PLA ပူပေါင်းတပ်တွေကကန်တောင်စခန်းကိုထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာလေကြောင်းတိုက်ခိုက်ဖို့လာတဲ့စစ်ကောင်စီတပ်ရဲ့ Jet Fighter ကို PLA ရဲ့ရှေ့တန်းရဲဘော်တွေကပစ်ချခဲ့တယ်လို့ PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်ဇန်နဝါရီလကလည်းကန်တောင်ရွာရဲစခန်းကိုတော်လန်ရေးတပ်တွေကတိုက်ခိုက်ခဲ့ပေမဲ့အပြည့်အသတ်မသိမ်းပိုက်နိုင်ခဲ့ပါဘူး။ အဲ့ဒီနောက်ပိုင်းမှာလည်းတိုက်ပွဲတွေမကြာခဏဖြစ်ပွားနေတာကြောင့်ကန်တောင်းရွာအပအဝင်အနီးအနားကကြေးရွာတွေကပြည်သူတွေဟာဘေးလွတ်ရာကိုတိမ်းရှောင်နေကြရပါတယ်။လက်ရှိမှာလည်းကန်တောင်းရွာအတွင်းမှာဒေသခံပြည်သူတွေမရှိတော့ဘူးလို့သိရှိရပါတယ်။စစ်ကောင်စီဟာကန်တောင်းရွာတိုက်ပွဲအတွင်းကိုဘုံအလုံးကြီးရာကနန်းကျဲချတိုက်ခိုက်ခဲ့တယ်လို့ PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။မနေ့က Jet Fighter အပစ်ခံရပြီးချိန်မှာလဲကန်တော့ရွာနဲ့ပလဲမြို့ကြားတနေရာကိုဘုံကျဲတိုက်ခိုက်သေးတယ်လို့ဆိုခဲ့ပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးချင်တာကတော့စစ်ကောင်စီလက်အောက်ခံဇက်အာအေစခန်းတစ်ခုကို CDF ပူးပေါင်းတပ်သိမ်းပိုင်းတီတိမ်မြို့နယ်အတွင်းမှာတိုက်ပွဲဆက်ဖြစ်နေကြောင်းတင်ဆက်ပေးပါမယ်။ချင်းပြည်နယ်တွန်းဆက်မြို့အတွင်းမှာရှိတဲ့စစ်ကောင်စီလက်အောက်ခံဇုံမီတပ်ဇက်အာအေရဲ့တစ်စခန်းတစ်ခုကိုချင်းဒေသကာကွယ်ရေးတပ် CDF တွန်းဆက်ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာဇက်အာအေတပ်ဘက်ကတေဆုံထိခိုက်မှုရှိခဲ့ပြီးလက်နက်ခဲယမ်းများတင်ဆက်ရရှိခဲ့တယ်လို့ချင်းသတင်းအရှင်းမြစ်ကပြောပါတယ်။ဇွန်လ9ရက်နေ့နက်နက်ပိုင်းမှာကြီခါမြို့နယ်တွန်းဆက်မြို့ကြားမှာရှိတဲ့ မော်ကွေရွာအနီးစစ်ကောင်စီစခန်းကို CDF တုံးစံပူးပေါင်းတပ်ဖွဲ့တွေကတွားရောက်တိုက်ခိုက်ခဲ့ရမှာစစ်အာအေတပ်ဖွဲ့ဝင်2ဦးရဲ့အလောင်းကိုရရှိခဲ့တယ်လို့သိရှိရပါတယ်။ဒါအပြင်တနက်နှစ်လက် drone စိုက်ကဲများနဲ့ကားတစီမီးဆက်ခဲယမ်းကြည်များနဲ့ရရှိခဲ့ကြောင်းသတင်းအရင်းမြစ်ကပြောဆိုပါတယ်။အဲ့ဒီစစ်အာအေလက်နက်ခဲယမ်းတင်ဆက်ရမိတဲ့အထက်မှာအိန္ဒိယနိုင်ငံသားကအထောက်အထားတွေပါတာပေါ့။အဲ့ဒါကနည်းနည်းတော့အန်အောစရာဖြစ်တာပေါ့လို့၎င်းကဆိုပါတယ်။ ဇာအာအေဟာမြန်မာအိန္ဒိယနေဆက်ဒေတာများမှလှုပ်ရှားလျက်ရှိပြီးစစ်ကောင်စီကလက်နက်တပ်ဆင်ပေးခြင်းအပအဝင်စစ်ကောင်စီနဲ့စစ်ရေးပူးပေါင်းဆောင်ရွက်နေတဲ့အဖွဲ့ဖြစ်တယ်လို့ချင်းတော်လန်ရေးတပ်များကထုတ်ပြန်အသိပေးထားပါတယ်။ဒါအပြင်ချင်းတော်လန်ရေးတပ်များဟာချင်းပြည်နယ်ကိုအင်အားအများအပြားနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့လည်းတီးတိမ်မြို့နယ်အတွင်းမှာတိုက်ပွဲဖြစ်ပွားနေတယ်လို့သိရှိရပါတယ်။တီးတိမ်မြို့နယ်တိုင်းငင်းနယ်ကလင်းမြို့ကြားမှာရှိတဲ့မွားပြီးရွာမှာစစ်ကောင်စီတပ်ကဆက်လက်တပ်ဆွဲနေတဲ့အတွက်တိုက်ပွဲဖြစ်ပွားမှုရှိတယ်လို့ချင်းသတင်းရင်းမြစ်ကပြောပါတယ်။ မွားပြီကြေးရွာမှာပဲစကစကအခုတိရှေမတိုးနိုင်တယ်လို့နောက်လည်းမဆုတ်ဘူးပေါ့အဲ့ဒီရွာမှာရှိနေစေဖြစ်တယ်လို့၎င်းကဆိုပါတယ်ဇွန်လ၈ရက်နေ့နဲ့၉ရက်နေ့မြန်မာတိုက်ပွဲဆက်ဖြစ်နေပြီးကလေးမျိုးစစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ကူပေးတိုက်ခိုက်မှုရှိနေတယ်လို့သိရှိရပါတယ်မေလာတတရပတ်မှာချင်းတောင်ကိုအင်အားအများပြားနဲ့တက်လာတဲ့အစိုးပါစစ်တပ်စစ်ကြောင်းကိုချင်းညီနောင်နဲ့ချင်းပြည်ကောင်စီအဖွဲ့ဝင်တော်လှန်ရေးတပ်များကအတူပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်ပါတယ်အစိုးပါဒေသစစ်ရေးအခြေအနေများကိုနှစ်ဖက်တာဝန်ရှိသူများထံမေးမြန်းထားရမှာ ချင်းညီနောင်တာဝန်ရှိသူကစီရေးလုံခြုံရေးအရတိုက်ပွဲသတင်းများလိုအပ်မှသာတင့်တော်တဲ့အချိန်မှာထုတ်ပြန်သွားရန်သဘောတူထားတယ်လို့အသိပေးပါတယ်။အဆိုပါစစ်ကြောင်းဟာတီးတိမ်မြို့ကိုစစ်အင်အားဖြည့်တင်းရန်ချင်းညီနောင်တင်ထားတဲ့ဖလန်းမြို့ကိုပြန်လည်ထိုးစစ်ဆင်ရန်ဥတီတယ်လို့ခံမှန်းရကြောင်းစစ်ကောင်စီကိုခုခံတိုက်ခိုက်နေတဲ့ CDF စီရင်စစ်ဦးစီးချုပ်ဦးထောင်းပူကမေလနောက်ဆုံးပတ်မှာပြောကြားထားပါတယ်ခင်ဗျာ။ဆက်လက်ပြီးတင်ဆက်ပေးကြတာကတော့စစ်ကောင်စီတပ်ကပ္ပစ24မှာတူးတက်ချက်တူလက်နက်နှစ်လက်နဲ့အတူအလင်းဝင်လာကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ မကွေးတိုင်းပခုတ်ကူခရိုင်ပေါ့မြုံနယ်အခြေဆိုင်စစ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစ24ကဒုတက်ချက်တယောက်လက်နက်နှလက်နဲ့အတူအလင်းဝင်လာတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်ပခုတ်ကူခရိုင်အမှတ်ငါးတပ်ရင်းကဒီကနေ့ထုတ်ပြန်လိုက်ပါတယ်စစ်ကောင်စီရဲ့ကပ္ပစ24ကဒုတက်ချက်တယောက်ဟာပြီးခဲ့တဲ့ဇွန်လ3ရက်က MA3 တနက်နှလက် MG1 ဘုံးဒီတလုံး 5.56G 214တောင်းကြည်ပေါက်၄ပေါက်နဲ့အတူအလင်းဝင်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ပခုတ်ကူခရိုင်အမှတ်၅တပ်ရင်းရဲ့တပ်ရင်းမှုက အလင်းဝင်စစ်သားကိုပြည်သူ့ဘက်ကူးပြောင်းလာတဲ့အတွက်နှွေးထွေးစွာကြိုဆိုကြောင်းပြောကြားခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်အလင်းဝင်လာတဲ့စစ်သားကိုဂုံပြုတ်စုငွေကျပ်သိန်း80ချီမြင့်ခဲ့ပြီးကြံရှိနေသူတွေလည်းပြည်သူ့ဘက်ကိုလက်နက်ခဲယမ်းတဲ့တကွအချိန်မီအလင်းဝင်ရောက်ဖို့ပခုတ်ကူခရိုင်အမှတ်၅တရင်မှုကတိုက်တွန်းပြောကြားထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနောက်ဆက်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်ပြပါသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ မ်းမြေကြပါစေခင်ဗျာ